ကျွန်တော်တို့အားလုံးကဒီနေ့ကို24နာရီပဲရကြတယ်ဆင်းရဲတဲ့လူပဲဖြစ်ဖြစ်ချမ်းသာတဲ့လူပဲဖြစ်ဖြစ်အောင်မြင်တဲ့လူပဲဖြစ်ဖြစ်ကြာရှုံးတဲ့လူပဲဖြစ်ဖြစ်အားလုံးဒီနေ့ကို24နာရီပဲရကြတယ်ပေါ့ကျွန်တော်တို့ဘလို့အသုံးဆွဲတယ်လဲအသုံးချတယ်လဲပုံမှာမူတည်ပြီးတော့လူတွေကချမ်းသာခြင်းဆင်းရဲခြင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းငါ့ကိုဒါပဲပြီးလို့ငါဒါပဲလုပ်မယ်ဆိုပြီးတော့စိတ်ထားတာမျိုးဆိုလို့ရှိရင်လည်းဒီ7နာရီမှာအားလုံးမင်္ဂလာပါ ဒီဘက် financial vigilance post ကနေပြန်လဲကြိုးဆိုပါတယ်ဒီတစ်ပတ်မှာဝင်ဖြောင့်မယ်လို့စဉ်းစားထားတဲ့ကောင်းစဉ်လေးကတော့ 8+8+8+ rules ပေါ့နော်အဲကျမတို့အားလုံးကဒီနေ့ကို24နာရီပဲရကြတယ်စင်ရဲတဲ့သူပဲဖြစ်ဖြစ်ချမ်းသာတဲ့လူပဲဖြစ်ဖြစ် ောင်မြင်တဲ့လူပဲဖြစ်ဖြစ်ကြာရှုံးတဲ့လူပဲဖြစ်ဖြစ်အားလုံးတနည်းကို24နိုင်ပဲရကြတယ်ပေါ့ဘယ်သူမှတနိုင်ကိုပို့ရတယ်ပို့ရော့ရတယ်ဆိုတာမရှိဘူးဒါပေမဲ့ဒီ24နိုင်ကိုကျမတို့ဘလို့အသုံးဆွဲတယ်လဲအသုံးချတယ်လဲပုံမှာမူတည်ပြီးတော့လူတွေကချမ်းသာခြင်းစင်ရဲခြင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းအရာလေးတစ်စင်းပေါ်မှာနေပြောခြင်းမပြောခြင်းတွေဆိုတာဖြစ်လာတယ်အဲ့တော့ဒါတွေမကဘူးဘဝမှာနေပြောခြင်းမပြောခြင်းနေကလည်းဘာနဲ့ဆိုင်လဲဆိုရင်ပတ်စံချမ်းသာပါရဲ့လူကမကျမ်းပါဘူးဆိုလို့ရှိရင်လည ိုကမဆားရဒီကမဆားရဖြစ်တဲ့အတွက်ကြောင့်မလို့ဘဝနေရတာမတန်ဘူးလူကကျမ်းမာပါရဲ့ဒါပေမဲ့လုံလောက်တဲ့ဝင်ဝင်မရှိဘူးဆိုလို့ရှိရင်လည်းဝါရနေပြောစရာမကောင်းပြန်ဘူးပေါ့နော်ဟိုကမဆားနိုင်ဒီကမဆားနိုင်ဟိုကမသုံးဆွဲရဒီကမသုံးဆွဲရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့ အဲ့တော့လူတိုင်းအတူတူပဲရတယ်ဒီ24နိုင်ကို ကျမတို့ကဘယ်လိုသုံးဆွဲလဲဆိုတာကိုဒီ 8+8+8+ rules ကနေပြီးတော့သင်ပြပေးထားတယ်ပေါ့ဥပမာအဖြစ်ဆိုရင်လူတစ်ယောက်ကတနေ့ကို24နိုင်ရ24နိုင်ကိုသုံးပိုင်းပိုင်းလိုက်ရင် ပထမ8နိုင်ကိုလူတော်တော်များများဟာများသွားပြီးအိပ်ဆက်ခြင်းနဲ့ပဲအချိန်ကုန်ကြတယ်အဲ့ဒီ8နိုင်ကိုတကယ်လို့ဒါနှင်းနှင်းချိုက်ချိုက်နဲ့အိပ်ပျော်တယ်အေးဝတယ်ဆိုလို့ရှိရင်ဒီလူကကံကောင်းတဲ့လူတွေမှာပါတယ်ပေါ့နော် အဲ့တော့ဒီနေ့အေးဝဝအေးရတယ်ဆိုလို့ရှိရင်နောက်နေ့မနက်မိုးလင်းလာတဲ့အခါမှာအဲ့လူကစိတ်ကလန်းဆန်းနေပြီးတော့ပညာရှာတဲ့လူဆိုရင်လည်းပညာကိုအာရုံစိုက်ပြီးရှာနိုင်တယ်လို့လုပ်ငန်းဝင်ဝင်တဲ့လူဆိုလို့ရှိရင်လည်းအလုပ်ကို fully focus ထားပြီးတော့လုပ်နိုင်တဲ့စိတ်ကူးသည့်အကြံဉာဏ်သည့်တည်းရှာနိုင်တဲ့အတွက်ကြောင့်မလို့အဲထိရောက်အောင်မြင်ဖို့များစွာအထောက်အပြုတွေပေါ့ဒုတိယ၈နှစ်ရတော့ hard working ပေါ့လူလူကျမတို့အားလုံးတော်တော်များများက ပထမ၈နာရီကိုအိပ်ဆက်တယ်ဒုတိယ၈နာရီကျတော့အလုပ်လုပ်ကြရတယ်လုပ်လုပ်ကြရတယ်ဆိုတဲ့နေရာမှာပညာရှာတဲ့လူကလည်းပညာရှာရတယ်ဝင်ဝင်ဝင်ရလန်းရှာတဲ့လူတွေကလည်းအလုပ်လုပ်ကြရတယ်ပေါ့လုပ်ငန်းဝင်ဝင်တဲ့လူတွေကလည်းအဲဒီ၈နာရီပညာရှာတဲ့လူပဲဖြစ်ဖြစ်လုပ်ငန်းဝင်ဝင်တဲ့လူတွေပဲဖြစ်ဖြစ်ဒီ၈နာရီကိုကိုက fully focus ထားပြီးတော့ပညာရှာမယ်ဒီ၈နာရီကို fully focus ထားပြီးတော့အလုပ်ကိုစူးစမ်းလုပ်မယ်ကိုလုံးနေတဲ့လုပ်ပေါ်မှာစူးစမ်းလုပ်မယ်ဆိုလို့ရှိရင်လည်း အောင်မြင်တဲ့လူဖြစ်လာနိုင်တယ်ပေါ့ဒါပေမဲ့ဒီနေရာမှာငါဒါပဲပေးလို့ငါဒါပဲရဒါပဲငောက်ဒါပဲပေးလို့ငါဒါပဲလုပ်မယ်ဆိုပြီးတော့စိတ်ထားတာမျိုးဆိုလို့ရှိရင်လည်းဒီ၈နိုင်မှာကိုယ့်ရဲ့ပြုမှုပုံမှန်မှုတည်ပြီးတော့ကိုယ့်ရဲ့ return လည်းပြန်ရမှာပဲအဲ့လိုပဲចောင်းသားကလည်းចောင်းဝင်အချိန်တန်လို့တွားလိုက်တယ်အဲစာအုပ် focus ထားပြီးတော့မသိဘူးဆိုလို့ရှိရင်လည်းဒီ၈နိုင်ကို သူရဲ့သုံးဆွဲတဲ့ focus ပုံမှန်မှုတည်ပြီးတော့သူပြန်ရတဲ့ return ကလည်းသူရတဲ့တလောက်ပဲရမှာပေါ့နော် ဲ့တော့အဲ့ညမှာတတိယရှင်းနိုင်ကြီးကိုကျမတို့ကဘာအတွက်သုံးဆွဲကြလဲရှင်ရင်လှုပ်အလုတ်ကပြီးပြီးကြောင်းတိတ်နဲ့ပြီးပြီးဆိုလို့ရှင်ဒီတတိယရှင်းနိုင်ကြီးကိုဒီ A+ 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 rule ကဘာပြောထားလဲဆိုတော့ကျမတို့ကဒီတတိယရှင်းနိုင်ကြီးကို 3F 3H 3S အတွက်သုံးနေတဲ့ပထမဆုံး 3F ကဘာကိုပြောရလဲဆိုရင် family ရယ် friends ရယ် faith ရယ်ပေါ့အဲ့ဒီ channel တတိယရှင်းနိုင်ကြီးကိုလုပ်ငန်းဝင်ပြီးသွားပြီဆိုရင်ကိုမိသားစုအတွက်အချင်း အပေါင်းအသင်းမိတ်ဆွေတွေအတွက်အချိန်ကိုပေးတယ်ပြီးရင်ကိုယ်ချစ်ခင်တဲ့လူတွေနဲ့ကိုယ့်ဘက်ကိုဒီအချိန်ကိုအုံဆုံးတယ်ဒါမှမဟုတ်ကိုယုံကြည်စိတ်ကိုရဲ့ယုံကြည်ရာဖြစ်တဲ့ကိုယ့်ကိုယုံကြည်ရာအတွက်လည်းအချိန်ကိုအုံဆွဲခြင်းအုံဆွဲတယ်ဒါမှမဟုတ်ကိုယုံကြည်စိတ်ချရတဲ့သူတွေနဲ့လည်းဒီအချိန်ကိုအုံဆွဲတယ် ဥပမာအနေနဲ့ဆိုရင်ကျွန်မဆိုနောက်ပိုင်းဆိုလို့ရှိရင်ဒီတတိယရှင်နိုင်ကြီးမှာ family အတွက်အချိန်ပို့ပေးဖြစ်တာများတယ်ပေါ့နော်သူတို့နဲ့ထွေရလေးပါလေးပြောတာမျိုးလို့မိဘတွေနဲ့စားကြင်တာလေးတွေအတူတူစားကြတာမျိုးလို့အဲ့ဒါမျိုးတွေပို့ပြီးတော့လုံးလုံးဖြစ်တယ်ပေါ့နော်အဲ့ဒီလိုလုံးဖြစ်တာကလည်းသူတို့ကကြချင်းရောက်လာတာလည်းဖြစ်တယ်ကိုကိုတိုင်းကလည်းခံစားသိရှိနားလည်လာတာပုံမှန်လည်းမူတည်တယ်လို့ကျမရဲ့မိမိကောင်းဆွေကောင်းတွေရဲ့လက်ညှိုးပြသချက်အရာလည်း ဟို family ပုံမှာပို့ပြီးတော့အချိန်ပေးတဲ့အထူးသဖြင့်မိကိုဖောက်ရှိရဲ့လူတွေကပို့ပြီးတော့ကိုယ့်ရဲ့မိသားစုပုံမှာပို့ပြီးအချိန်ပေးတဲ့လို့ညွန်ပြသချက်တွေကြောင့်လည်းပါတယ်ပေါ့နော်အဲ့တော့ဒုတိယ 3H ကတော့ဘာတွေဖြစ်မလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ health ကိုယ့်ရဲ့ hygiene နဲ့ကိုယ့်ရဲ့ hobby အတွက်3 3ပေါ့ခုန family friends နဲ့ fate အတွက်3လားဒါမှမဟုတ်ရင် 3H ဖြစ်တဲ့ uh help ကိုရဲ့ကြက်မာကြီးတွေအဲ့ဒီအချိန်မှာတချို့ကြီးဆိုအလုပ်ကပြန်ခြင်းသွားတာမျိုးဒါမှမဟုတ်ကိုယ့်ဘက်ကိုအိမ်မှာယောဂလုပ်တာမျိုးလို့ဒါမှမဟုတ်ကိုယ့်ရဲ့ mental health အတွက် အလုပ်လုပ်တာဟို meditation လုပ်တာမျိုးတို့ဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ပျော်ရွှင်ရာဖြစ်တဲ့တခုကိုယ့်ရဲ့ဝါသနာပါရတခုကို landing လုပ်တာမျိုးတို့ဥမာ piano သင်တာမျိုးတို့အဲတည်ရမလားအဲ့လိုမျိုးတွေကိုလှုပ်လေရှိကြတယ်ပေါ့နော်တတိယရှင်နိုင်မှာ 3h ကိုတခုခုအနေနဲ့ကုံဆုံးကြတယ်ပေါ့အဲ့တော့ဒီတတိယရှင်နိုင်မှာနောက်ထပ်၃လေးရှိတဲ့ဟာကတော့ 3s ပေါ့နော်အဲ့ 3s ကဘာလဲဆိုလို့ရှိရင် soul ရယ် service ရယ် smile ရယ်ပေါ့နော် ိုယ့်ရဲ့စိတ်ကိုကြည်လင်အောင်ထားမယ်ခုနပြောသလိုကိုယ့်ရဲ့စိတ်ကိုကြည်လင်စေဖို့အတွက်အဲ positive way ကိုများများတွေးမယ်ကိုယ့်ရဲ့စိတ်ကိုကြည်လင်စေဖို့အတွက်များများပြုံးနိုင်အောင်ကြိုးစားမယ်ပြီးရင်ကိုယ့်ရဲ့စိတ်ကိုကြည်လင်စေဖို့အတွက် meditation တွေလုပ်မယ်အဲ့ဒါမျိုးတွေလုပ်လို့ရတယ် ီးတော့နောက်ပြီးတော့ကိုလုတ်ပေးနိုင်တာကိုသူများကိုစိတ်ရှင်းရှင်းနဲ့လှုပ်ဆောင်ပေးမယ်၊ကူညီပေးမယ်ဆိုတော့ဒါမျိုးကတော့ service ပေါ့နော်အဲ့လိုမျိုးတွေအများနဲ့ပြုံးနေအောင်ကြိုးစားမယ်သူများကိုတတ်နိုင်ဆုံးကူညီမယ်တချို့တွေကပရာဟိတလုပ်ခြင်းအဖြစ်တော့လည်းကောင်းသူများကိုကိုညီခြင်းအဖြစ်တော့လည်းကောင်းကိုအတွက် self esteem လုပ်နိုင်ဖို့အတွက်ဒါမှမဟုတ်လို့ရှင် self mind လုပ်နိုင်ဖို့အတွက် positive thinking way များများလုပ်တာမျိုးလို့ meditation လုပ်တာမျိုးတွေကိုလုပ်ကြရတယ်ပေါ့အဲ့တော့စိတ်ကရှင်းပြီးတော့စိတ်ကပျော်နေတဲ့အတွက်ကြောင့်လို့ပြုံးလာလဲပို့ပြီးအသက်ဝင်လာတယ် ဲ့တော့ဒီ a plus a plus a plus rule ရဲ့အနည်းချုပ်ကပါလဲဆိုလို့ရှိရင်ပထမ၈နာရီကိုအေးဝဝအေးရင်ဒုတိယ၈နာရီမှာကိုလို့ရမယ် hard working ဖြစ်တဲ့ study လုပ်တာပဲဖြစ်ဖြစ်အလုပ်လုပ်တာပဲဖြစ်ဖြစ် fully focus လုပ်နိုင်တယ်အဲ့လိုမျိုး fully focus လုပ်နိုင်လာတဲ့အခါမှာကိုယ့်ရဲ့ဒီ self growth တွေကိုယ့်ရဲ့ career growth တွေတက်လာတဲ့အတွေ့အကြုံမျိုးလို့ကိုယ့်ရဲ့ financial freedom ဖြစ်ဖို့အတွက်ကိုယ့်ရဲ့ uh, financial objectives ပြည့်ဖို့အတွက်များစွာအထောက်အကူပြုနိုင်တယ်တကယ်လို့ဒါတကယ်လို့ဒါဒီပထမ၈နာရီဖြစ်တဲ့အေးရောဝါကိုမအိတ်နိုင်ဘူးဆိုလို့ရှိရင်စိတ်တရားမကြည်မလင်းဖြစ်လာပြီးတော့အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် study လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် focus လုပ်ရတာခက်ခဲလာတယ်။ပြီးရင်လည်း short minded တွေဖြစ်လာတဲ့အတွဲကြောင့်လို့စိတ်တို့လွယ်လာတဲ့အတွဲကြောင့်လို့ friendship မှာတော့လည်းကောင်း relationship မှာတော့လည်းကောင်းချိုးရင်းပြီးတော့ထိခိုက်လာနိုင်တာတွေရှိတယ်။ directly or indirectly impact တွေရှိရပေါ့နော်အဲ့တော့ဒီနေ့တက်ကိုတွေအားလုံးဟာကျမတို့အားလုံးဟာဒီနေ့ကိုရတဲ့24နိုင်ရင်ဖြစ်တဲ့ a+ 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 rule ကို apply လုပ်ပြီးကောင်းစွာအသုံးချခြင်းနဲ့ကိုယ့်ရဲ့ financially ကိုယ့်ရဲ့ physically ကိုယ့်ရဲ့ mentally ကို group ဖြစ်အောင်လုပ်နိုင်တယ်လို့ပြောရင်းနဲ့နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ဖို့ကြိုးစားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်